ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဆနေမုတ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့မဆိုင်တဲ့အင်းခက်အမွေကြိုင်နေတဲ့ကတမျိုးပါနေတိုင်းစားနေပေမဲ့သူကဘယ်တော့အကျိုးကျေးဇူးတွေရှိနိုင်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်အမှုမဲ့အမှတ်မဲ့ဖြစ်နေတာပါ။ အခုတော့သူတေသနာဆာဗက်ဆာရအနေနဲ့တကွာလေးလာတွေ့ရှိချက်တွေခိုင်ခိုင်မာမာရှိလာတဲ့အတွက်အားလုံးသိရှိနိုင်အောင်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဒန်းရင်းကိုဘယ်ကရလဲဆိုတာကနေစာပြောချင်ပါတယ်ဒန်းရင်းကနွမ်းနေပင်ဆိုပြီးတော့ရှိပါလိကျွန်တော်တို့အာရှတိုက်လူမျိုးတွေအတွက်ကတော့နန်းရင်းကိုအထူးတက်လျင်နှိမ့်ဆက်ပေးကြရအောင်မလို့တော့ပါဘူးအသားတမျိုးမျိုးချက်ရင်ကိုများသောအားဖြင့်နန်းရင်းထဲချက်လေးရှိကြပါလိမ့် အထူးသဖြင့်အိန္ဒိယအစားအသားတွေမှာဆိုရင် ပိုပြီးတော့တောင်နန်းနှွေးပါပါသေးတယ်။အရသာအဖြစ်ကတော့အနေငယ်ဖန်ပါလေ။ကိုယ်ရင် ခဲဆက်ဆက်ကလေးကအစားအသားတွေကိုအယောင်ဆိုးတဲ့နေရာမှာတုံးကြပါလေ။ယခုနောက်ပိုင်းဆိုရင် ထောဘတ်၊ဒိန်ကဲ၊မာစတန်အနှစ်အခြားသောဟင်းအယောင်တင်မို့တွေနဲ့လည်းထွန်းနေကြကြအသုံးပြုလာကြတာကိုတွေ့ရပါတယ်။ဒါတွေကတော့အစားအသောက်မှာတုံးတာဖြစ်ပါလေ။ အခုနောက်ပိုင်းတော့ကျမ်းမာရေးအရာလဲအကျိုးကျေးဇူးတော်တော်လေးများတဲ့အတွက်အားပြည့်စည်အနေနဲ့တော့နန်းတွင်းကိုထုတ်လုပ်လာကြပါတယ်။ကျမ်းမာရေးအတွက်အကျိုးရှိဖို့ကြတော့ကျွန်တော်တို့နေ့စဉ်စားနေသလောက်နဲ့ပြည့်ပြည့်ဝဝရရှိဖို့အခက်အခဲရှိတဲ့အတွက် supplement တွေလိုအပ်လာရင်မီးဝဲပေးဖို့လည်းလိုအပ်လာပါတယ်။ဆန်နွဲမှာခက်ခိမန့်လို့ခေါ်တဲ့အာဟာရဓာတ်မျိုးပါဝင်တဲ့အတွက် anti-inflammatory လို့ခေါ်တဲ့ ရောင်ရမ်းတာကိုတတ်တာစီတဲ့အကျိုးကျေးဇူးရှိတဲ့အပြင် MD Oxygen Property ဓာတ်ထိုးဆိုင်ကျင်တတိပါတဲ့အတွက်ကင်းစာယောဂါများကိုလည်းတစ်ဖက်တစ်လမ်းကကောက်ခဲ့ပေးပါတယ်။နန်းရွေးဟာတဘာဝကပေးတဲ့အယောင်ကြားစီတမှုဖြစ်တဲ့အတွက်အောက်ပါယောဂါတွေမှလည်းအသုံးပြုလို့ရပါတယ်။အစိမ့်မြင့်ရောင်ရမ်းခြင်း၊ရေပူခြင်း၊ဒူးနာ ခြေချင်းဝတ်နာ၊ဦးလန်းချောင်းရောင်ရမ်းခြင်း၊ဝမ်ပြဝမ်ရှော်ယောဂါ၊အစာမကြေ၊ရင်ပြင်းရင်ငယ်ဖြစ်ခြင်း ်အရေးပြအယောင်ရမ်းခြင်းအစာရင်ရောင်ရမ်းခြင်းအစာရင်အနာဖြစ်ခြင်းဝါကရဏသွားခြင်းစတဲ့ယောဂါတွေပါဆင်းရဲကိုစားပေးတင်ပါလေဒီပြင်အခုလိုဆောင်းတွင်းမှာအေးဒက်လွန်ကဲလို့ဖြစ်တတ်တဲ့လီပြုံရောင်ယောဂါအနာစေးချောင်းစိုးယောဂါတွေကိုပါတသက်စီနိုင်ပါလေအမျိုးသမီးတွေမှာဆိုရင်လေရာသီသွေးပေါ်ချိန်မှာကြိုက်တာခဲတာတွေကိုလည်းတသက်စီပါလေဒီရဲ့ပြင်စီလန်းချောင်းပိုးဝင်လို့စီရင်ကြောက်ကစားတာတွေရောင်ရမ်းခြင်းကိုလည်းတသက်စီပါလေ တည်းအပြင်တိုက်အောင်ကြီးပေးပြီးကုသမှုခံယူနေရတဲ့ကင်ဆာဝေဒနာရှင်များ ဖြစ်လေဖြစ်တာရှိတဲ့တဲ့အရေးပြားရောင်ရမ်းခြင်းကိုလည်းတတ်တာစီပါတယ်။ထို့အပြင် ပိုးမတမျိုးမျိုးကိုက်လိုက်လို့အင်မြင်ထတာမျိုးအလက်ရည်ဖြစ်တာမျိုးကိုလည်းတတ်တာစီပါတယ်။ဆန်နွဲမှာပါဝင်တဲ့ခက်ခီမန်းကအာယုံကျောဆဲလေးတွေကိုအရေးတွက်များလာစေတဲ့အတွက်အုံနောက်နဲ့အာယုံကျောဆိုင်ရာယောဂများဖြစ်ကြတယ်။အခုနောက်ပိုင်းအဖြစ်များလာတဲ့ စိတ်တကြယောဂါနဲ့အင်ဇိုင်းမယောဂါတို့ကိုပါအတိုင်းအတာတစ်ခုထိအကာအကွယ်ပေးနိုင်တယ်လို့တွေးရှိလာရတဲ့အတွက်အနောက်နိုင်ငံတော်တော်များများမှာစနွင်းကိုသတိထားအလေးပေးပြီးစားလာတာကိုလည်းတွေးရှိရပါတယ်။နှလုံးယောဂါကိုဘလို့ကာကွယ်ပေးမလဲဆိုရင်နန်းရဲမှာပါဝင်တဲ့ကက်ခမန်တာနှလုံးသွေးကြောနေရန်လေးတွေရဲ့လုံခန်းလုံးဆောင်တာတွေကိုပိုပိုကောင်းမွန်စေပါတယ်။ သွေးကြောနေရံလေးတွေကောင်းကောင်းလုံးမလုံးတော့ဘူးဆိုရင်သွေးခဲလေးတွေပိတ်လာမယ်အဲ့ကနေတစ်စက်နှလုံးသွေးကြောချင်းယောဂါဖြစ်စေနိုင်ပါလိမ့်တို့ပြေနှလုံးသွေးကြောနေရံလေးတွေကသွေးပြီးရအနေအများဖြစ်စေနိုင်တဲ့သွေးထိုးယောဂါတွေကိုလည်းအရေးပါတဲ့နေရာမှာပါဝင်နေတဲ့အတွက်သွေးကြောနေရံလေးတွေကောင်းမွန်စွာအလုပ်လုပ်ပြီးဖို့ခက်ခွန်းမှန်ပါဝင်တဲ့စနင်းကိုစားပေးဖို့လိုအပ်ပါတယ် တည်ပြင်းဓာတ်ရုပ်ဆန့်ကျင်အာနိသင်ရှိတဲ့အတွက်ကင်ဆာယောဂအထူးသဖြင့်အစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာကင်ဆာယောဂများကိုကာကွယ်ပေးနိုင်တဲ့အပြင်သွေးတင်းကိုလက်စထရောမတက်အောင်လည်းထိန်းချုပ်ပေးနိုင်ပါနေ။နှလုံးသွေးကြောခြင်းယောဂအသေးစီပုံယောဂသွေးတို့ယောဂသွေးကြိုစည်းကြိုယောဂလေးဖြတ်လင်ငန်းယောဂများကိုလည်းတစ်ဖက်တစ်လမ်းကနေကာကွယ်ပေးနိုင်ပါနေ။ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများကထိခိုက်ရှာနာတစ်ခုခုဖြစ်ပြီးဆိုတာနဲ့စနေမုံကိုတိတ်လိရှိပါတယ်။ဒါကတကယ်တကယ်ကိုလွဲမှားနေတဲ့နီလန်ပါ။ ဒီလိုစနင်းမုံတိတ်ပေးလိုက်ခြင်းအပြင်စနင်းမုံမှာပါဝင်နေတဲ့မိခိုင်ပိုးနဲ့အခြားသောဘက်တီးရီးယားပိုးမွားတွေကိုတခါတည်းသွေးထဲထည့်ပေးသလိုဖြစ်သွားတတ်ပြီးမိခိုင်ရောဂါတခြားသောဘက်တီးရီးယားရောဂါများလည်းအလွယ်တကူဖြစ်ပွားစေနိုင်ပါတယ်။ကျွန်တော်အပေါ်ကပြောပြထားတဲ့နီလန်တွေကဟိမ့်ချတဲ့နေရာမှာထဲချခိုင်းတာဖြစ်ပါတယ်။ဒါမှအပူနဲ့ထပ်တွေ့ပြီးပါဝင်တဲ့ပိုးမွားတွေလည်းတည်ဆုံသွားတဲ့အတွက်စားလို့စိတ်ချရပြီလို့ယူဆရတဲ့အတွက်ကြောင့်ပါ။ဒါပေမဲ့ကျွန်တော်တို့ဟိမ့်ချလို့ထဲတဲ့နေရာကတနည်းမှာပါဝင်တဲ့ ခကိမန်တက်ကကျွန်တော်တို့လိုအပ်သလောက်မပြည့်မီတက်ပါဘူး။ဒါကြောင့်အားပြည့်စေ supplement နဲ့တောက်ဖို့တော့လိုအပ်ပါတယ်။ကျွန်တော်ခုနကဖော်ပြရတဲ့ယောဂတွေဖြစ်နေစေကာလာဆိုရင်တော့စေးနေတိုင်းတောက်ပေးတင်ပါတယ်။ကာကွယ်ဖို့တက်တက်ဆိုရင်တော့နေ့တိုင်းမတောက်လို့ရပါတယ်။ရက်ချတောက်ပေးတာမျိုးကိုစားမဲ့အစားအစာတွေမှာဆန်းနေထက်ချက်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။